ဘာဝကျမ်းအခန်းကြီး1အစအဦး၌ဘုရားသခင်သည်ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည် အစင်းတရံမရှိလွတ်လပ်လာဟာဖြစ်၏နနဲရအရက်ကို မောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဘုရားသခင်မြင်၍ အလင်းနှင့်မောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနေဟုသောအမိဖြစ်၎င်းမောင်မိုက်ကိုညဟုသောအမိဖြစ်၎င်းခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နနက်သည် ပထမနေ့ရက်ဖြစ်၏ဖြစ်လေ၏တပံဘုရားသခင်ကရေအလယ်၌မိုးမျက်နှာချက်ဖြစ်စေရေနှင့်ရေချင်းခြားနာစေဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာချက်ကိုဘုရားသခင်ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကျအောင်၌ရှိသောရေနှင့်မိုးမျက်နှာကျအပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျကိုလည်းမိုးကောင်းကင်ဟူသော အမိဖြင့်ဖျားသခင်ခေါ်ဝေါ်တမုတ်တော်မူ၍ညာဦးနှင့်နနက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏တပံဖျားသခင်ကမိုးကောင်းကင်အောင်၌ရှိသောယေရှုဝေးစေ ကုန်းပေါ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ ကုန်းကိုမြေဟူသောအမိဖြစ်၎င်းယေစုဝေးရာကိုပင်လယ်ဟူသောအမိဖြစ်၎င်းဖျားသခင်ခေါ်ဝေါ်တမုတ်တော်မူ၍ထိုအမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၏တဖန်ဖျားသခင်က မြေသည်မျက်ပင်ကို၎င်းစဘာသည်ကိုဖြစ်စေသောစဘာပင်ကို၎င်းမြေပေါ်မှာ မျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသော တစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ မြေသည်မြက်ပင်ကို၎င်းစပါတီမျိုးကိုဖြစ်စေသော စပါပင်ကို၎င်းမိမိ၌မျိုးစိပါလျက်တစ်တီမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နနက်သည်တတရနေရဖြစ်လေ၏တဖန်ဘုရားသခင်က နေနေညကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်တီစေနမိတ်လက္ခဏာချိမ့်ချက်သောအချိန်နေရအပိုင်းအခြား နှစ်အပိုင်းအခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဘုရားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသောနေ့ကိုအုပ်ဆိုးသော အကြီးတစ်လုံးညကိုအုပ်ဆိုးသော ညကိုအုပ်ဆိုးရသောအငဲတလုံးနှင့်တကွကျယ်များတို့ကိုဖန်ဆင်းတော်မူပြီးလင်ညကြီး၌လင်းစေခြင်းက၎င်းနေနေညကိုအုပ်ဆိုး၍အလင်းနှင့်မောင်မိုက်ကိုပိုင်းခြားစေခြင်းက၎င်းမိုးကောင်းကင်မျက်နှာကျင်၌ဖျားသခင်ထားတော်မူ၏ထိုအမှုရာကောင်းသည့်ကိုဖျားသခင်မြင်တော်မူ၍ညာဦးနှင့်နနဲ့ရန်ညာဦးနှင့်နနဲ့သည်စဒုတ်တနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကအသက်ရှင်၍လှူရှားတတ်သောတိရစ္ဆာန်တို့ကို ရည်သည်များပြားစွာမွေးဖွားစေငှက်တို့လည်းမြေပေါ်မူကောင်းကင်မျက်နှာချက်ငှက်တို့လည်းမြေပေါ်မူကောင်းကင်မျက်နှာချက်ပြင်ဝဲပြန်စေဟု အမိန့်တော်ရှိ၏ထို့တို့လည်းရည်သည်တိရစ္ဆာန်အမျိုးအလိုက်များပြားစွာမွေးဖွား၍ငါးကြီးအစရှိသောအသက်ရှင်၍လှူရှားသက်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းပြန်တတ်သောငှက်မျိုးအပေါင်းတို့ကို၎င်းဖျားသခင်ဖန်ဆင်း၍ ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဘုရားသခင်ကလည်းများပြားစွာမွေးဖွားကြလောပင်လယ်ရေများကို ပြည့်စေကြလောငှက်တို့လည်းမြေပေါ်၌များပြားစေတည်းဟု ထိုတိရစ္ဆာန်တို့ကိုကောင်းကြီးပေးတော်မူ၍ညာဦးနှင့်နနက်သည်ပထမနေ့ရက်ညာဦးနှင့်နနက်သည် ပစ္စမနေ့ရက်ဖြစ်လေ၏တပံဘုရားသခင်ကမြေသည်အသက်ရှင်သောတရားမျိုးတည်းဟုသော တားရင်တို့ကို၎င်း၊သွားတတ်သောတိရစ္ဆာန်တို့ကို၎င်း၊တားရဲတို့၊တားရဲမျိုးတို့ကို၎င်းမွေးဖွားစေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။ထို့သောဘုရားသခင်သည်တားရဲမျိုး၊တားရင်မျိုးမြေပေါ်မှာသွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုအရာကောင်းသည့်ကို မြင်တော်မူ၏။တပံဘုရားသခင်ကငါတို့ပုံတရံနှင့်တညီတပံဘုရားသခင်ကငါတို့ပုံတရံနှင့်တညီတဒံထဲ လူကိုဖန်ဆင်းကြဆိုသူသည်ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတားရင်တို့ကို၎င်းမြေတပြင်လုံးနှင့်တကွမြေပေါ်မှာတွားတက်သောတရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထို့သောဘုရားသခင်သည်မိမိပုံတရံနှင့်အညီလူကို ဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံတံတော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍ နိုင်ကြလောပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ညှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှလှူရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလောမိတော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏ဘုရားသခင်ကလည်းကြည့်ရှုလောမြေတပြင်လုံး၌စဘာတိကိုစဘာတိကိုဖြစ်စေသောစဘာပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်း တင်တို့စားเสียရဖို့ငါပေး၏မြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားเสียရဖို့မြက်ပင်အမျိုးမျိုးတို့ကိုငါပေးမည်ဟု မိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြီးရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညာဦးနှင့်နနက်ညာဦးနှင့်နနက်သည်စတ္ထမနေ့ရဖြစ်လေ၏